ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုပြောမယ့်ပုံမြင်လေးကတော့တငါတဲ့နဲ့ရွှေဦးထဲကဘလူးကြီးပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာပုံမြင်လေးမစတင်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ဗျာတခါတုန်းကတငါတဲ့လူငယ်တဦးရှိလေတယ်သူဒီနေ့စဉ်နဲ့နဲ့ဆော့ဆော့ထား၍ပင်လေတဲ့တို့ငါဖန်ထွက်လေရှိတာပေါ့ဗျာတနေ့မုံမလင်းခင်အချိန်တွင် သူဒီပင်လယ်ကမ်းခြေသို့ထွက်လာခဲ့တယ်။အဲ့ဒီအချိန်တွင် လကလေးကလည်းထင်ထင်တာလျက်ရှိနေတယ်။သူဒီပင်လယ်ထဲသို့ပိုက်ခွန်ကိုချ၍ခနာဆောင်နေတဲ့အချိန်မှာပိုက်ခွန်ကိုဆွဲတင်လိုက်တယ်။အဲ့ဒီအခါပိုက်တီအလွန်လေးလျက်ရှိနေသည်ကိုတွေ့လိုက်ရတယ်။ဘာဖြစ်တာပါလဲ။ခါတိုင်းလည်းဒီလိုမဖြစ်ပါဘူးလို့တငါတွေကတွေးမိနေတာပေါ့ဗျာ။အဲ့ဒီနောက်မှာသူဒီပိုက်ခွန်ကိုအကုန်ဆွဲတင်လိုက်ရာပိုက်တီကုန်းဘော့သို့ရောက်ရှိလာတယ်။ပိုက်ထဲမှာတော့ငါမမိဘူး။ ဒါပေမဲ့ငါအစားရွှေဦးကြီးတလုံးကိုထူဆန်းစွာတွေ့မြင်လိုက်ရတယ်။ရွှေဦးကြီးဒီလရကြောင့်ဖိဖိတောက်တောက်ပနေရပါဗျာ။တန်ငါတယ်လေရွှေဦးကြီးကိုရရွေ့အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်။အဲ့ဒီနောက်သူဒီရွှေဦးကြီးရဲ့အဖုံးကိုဖွင့်လိုက်တယ်။အဲ့ဒီအခါရွှေဦးတဲမမိခိုးလုံးများထွက်လာတယ်။တန်ငါတယ်လေကြောင်းနဲ့တကြားနဲ့အနောက်သို့ဆုတ်လိုက်လေတယ်။မိခိုးများဒီကောင်းကင်တို့ထိုးတက်သွားခဲ့တယ်။အဲ့ဒီနောက်မှာမိခိုးလုံးကြီးဒီဘလူးအဖြစ်တို့ကြောင်းလဲသွားခဲ့တယ်။အဲ့ဒီနောက်မှာတော့တန်ငါတယ်လေအလွန်ကြောက်ရွံ့လာက ပြေးလိပါတော့တယ်ဒါပေမဲ့ဘလူးကြီးဒီခြေတလန်းလန်းကတငါတွေကိုဖမ်းဆီးလိုက်တယ်မင်းကိုစားမယ်ငါဘလောက်စားလောင်နေတယ်ဆိုတာမင်းမသိဘူးလားလို့ပြောလိုက်တယ်အဲ့ဒီအခါတငါတွေလည်းကြောင်ရွံ့စွာအတန်တုံတုံရင်ရင်နဲ့အတင်ဘလူးအတင်ဘလူးစားလောင်နေတယ်ဆိုတာကျွန်ုပ်မသိတာအမှန်ပါဗျအတင်ဘလူးကိုအစားအစာကျွေးမဲ့ဆိုရင်ကျွန်ုပ်ကိုတတ်ဖို့မလိုပါဘူးလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအခါဘလူးကြီးကလည်းမင်းကမင်းကိုမတက်အောင်ငါ့ကိုပြောနေတာလား မရဘူးမင်းကစားမဖြစ်မယ်ငါတိတ်ဆာလောက်နေတယ်လို့ပြန်ပြောလိုက်တယ်တန်ငါတယ်လေဘလူးကြီးရဲ့စကားကြတော့အလွန်ပင်စိုးထိတ်သွားတာပေါ့ဗျာသူလည်းတရားရမယ်ဆိုပြီးဘလူးကြီးရဲ့လက်ထဲကနေဘလူးလွတ်အောင်ကြံဆောင်ရပါမလဲလို့တန်ငါတယ်ကတွေးနေလေတာပေါ့ဗျာသူအတွက်တော့အရေးကြီးဆုံးအချိန်ရောက်နေပြီလေသူဒီအကြံမျိုးမျိုးကိုထုတ်လိုက်တယ်နောက်ဆုံးမှတော့သူဒီအကြံတစ်ခုကိုရသွားကဘလူးကြီးအားကျွန်ုပ်ကိုအတင်ဘလူးစားပါစားနိုင်ပါတယ်ဒါပေမဲ့အရှင်ဘလူးစီကကျွန်ုပ်တောင်းဆိုချင်တာတစ်ခုရှိပါတယ်ဗျာ အဲ့ဒါကိုဖြည့်ဆည်းပေးလိုက်မယ်လို့ထင်မြင်မိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်ုပ်မတည်မီ အရှင်ဟာကြီးမားတဲ့ကိုခန္ဓာကြီးနဲ့ဦးတီတီလေးတဲကိုဘလို့ဝင်မယ်ဆိုတာကိုကျွန်တော်အလွန်ပဲသိချင်ပါတယ်ဗျ။အရှင်ဘလူးကြီးကဒီလောက်တည်တဲ့ဦးလေးတဲကိုဝင်နိုင်ဘူးလို့ထင်ပါတယ်။အရှင်ဘလူးဝင်နိုင်တယ်ဆိုတာကျွန်ုပ်မယုံပါဘူး။လက်တွေ့ပြမှယုံပါမယ်လို့သူကပြောလိုက်တာပေါ့ဗျာ။ဘလူးကြီးလည်းသူ့ကိုမယုံကြည်ဘူးဆိုပြီးစိတ်ဆိုးသွားတာပေါ့။မခံကြည့်မခံတာလည်းဖြစ်သွားတယ်။ဘလူးကြီးကလည်း ူကိုမယုံကြည်ဘူးလို့ဆိုပြီးအဲ့ဒီနောက်မှာဘလူးကြီးကဒါကလွယ်လွယ်လေးပါဆိုပြီးသူ့ကိုသူမိโกဘွားတို့ပြောင်းလဲလိုက်ပြီးရွှေအိုးကြီးတဲ့တို့ဝင်သွားပါလိတော့တယ်အဲ့ဒီအခါတန်ဃာတယ်လဲထိုအခွင့်ရေးကိုစောင့်နေတည်ဖြစ်ရာချက်ချင်းပင်အိုးအဖုံးကိုအမြန်ဆုံးယူပြီးအိုးကိုအဖုံးပိတ်ကပလဲတဲ့တို့ပြစ်ချလိုက်လေပါတော့တယ်ဗျာဒီကနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲဗျာပုံမြင်လေးကိုအစောအထိအားပေးနာဆင်သွားကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်း စိတ်ဝင်စားကြကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ